ဟုတ်ကဲ့ပါကိုကြီးခါပီကီ3600ဝက်ပါဝါတီရှင်ရဲ့ဒီဆက်တင်နေရတော့များတယ်ဗျအကုန်လုံးရှင်းပြရင်တော့တော်တော်လေးကြာလိမ့်မယ်ပေါ့နော်ဒါကျွန်တော်အရေးကြီးတဲ့အပိုင်းလေးတွေပဲအဓိကရှင်းပြပေးပါမယ်ကျွန်တော်တကယ်လို့ဆက်ကိုဆက်တင်ချိန်မယ်ဆိုလို့ရှိရင်ဆက်တင်နဲ့ဝင်ဖို့အတွက်ဒီကောင်လေးကိုကျွန်တော်3စက္ကန့်ဖိထားပေးရပါတယ်ပြီးလို့ရှိရင်ဒီဒေါင်းလေးနဲ့တစ်ချက်သွားတယ်ပေါ့နော်ဆက်တင်နံပါတ်1ကဒါကတော့ကျွန်တော် output ိုးဒိတ်ကို220 230 240 6စိတ်ကြိုက်ချိန်လို့ရတယ်ပေါ့နော်ချိန်မယ်ဆိုလို့ရှင်ဒီအန်တာဒစ်ခလုတ်လေးကျွန်တော်တစ်ချက်နှစ်ရတယ်အဲဒါကောင်လေးခုံသွားပြီပေါ့နော်အဲဆိုဒီကောင်လေးနှစ်လိုက်မယ်240ပြောင်းသွားပြီပြီးရင် confirm လုပ်မယ်ဆိုအန်တာလေးတစ်ချက်နှစ်ပြရတယ်နောက်ထပ်နှစ်ကတော့ဒါကတော့ output frequency ဒီ 50hz ပေါ့နော်အဲကောင်လေးချိန်နေတာအပိုင်းမှာပေါ့နော်အဲဒီဟာတွေကတော့ original ချိန်ပြီးတော့ချိန်စရာမလိုပါဘူးနောက်ထပ်ဆက်တင်နံပါတ်3ကတော့ဂျာတာ EBC ဦးစားပထမဦးစားပေးဒါမှမဟုတ်လို့ရှိရင် ဆိုလာပထမဦးစားပေးချိန်တဲ့ဟာပေါ့နော်ဒါကျွန်တော်တို့အခုချိန်တတ်တာ EBC ဦးစားပေးဖြစ်တဲ့အတွက်ဆိုလာဦးစားပေးကိုချိန်မယ်ဆိုလို့ရှိရင်ဒီကောင်လေးတစ်ချက်နှိပ်လိုက်တယ်ပြီးရင်ဒီကောင်လေးခုန်လာတဲ့အခါမှဒီကောင်လေးနောက်တစ်ချက်နှိပ်လိုက်ဒါဆိုရင် B4 ဆိုပြီးတော့အဲကောင်လေးဒါဆိုလာဦးစားပေးပေါ့နော်အဲချိန်တာဖြစ်ပါတယ်နံပါတ်6ကတော့ဒါက UVF function ပေါ့နော် ကျွန်တော်က ABB default နဲ့ထားခြင်းလည်းရတယ်ဒါမှမဟုတ်လို့ရှင်လည်း UPF function နဲ့ပဲသုံးမယ်ဆိုလို့ရှင်အကောင်လေးအတားလေးတစ်ချက်နှိပ်လိုက်မယ်ဒါ UPF ကအရင်ချိန်ထားပြီးတာပေါ့နော် UPF မဟုတ်ဘဲနဲ့တခြား default နဲ့သုံးခြင်းလည်းဆိုလို့ရှင်လည်းဒီမှာအာဒါကတော့ generator function ပေါ့နော်နောက်ထပ်က ABB function နဲ့ရတယ် UPF function နဲ့ရမယ်ပေါ့နော်အဲနောက်ထပ်တစ်ခုကကြာကျွန်တော်တို့ နပငါဘောနော်ဒါအရေးကြီးဆုံးအချက်ဘောနော်နပငါဟောနပငါမဟုတ်နပ6ဘောနော်နပငါတော့တော့ချင်းစရာမလိုပါဘူးပြအာနပ6ကတော့ဒီကအရေးကြီးဆုံးအချက်ဘောနော်ခြားခြင်းအာအနည်းအသွင်းအမြတ်အသွင်းချိန်တဲ့အပိုင်းဘောနော်တကယ်လို့ကျွန်တော်က original setting ကခြားခြင်းအမ်ပီယာ100အထိပါတဲ့အတွက်ပြန်လျှော့ပေးရတယ်ဘောနော်အ40လောက်ဆိုရင်ဒါဘက်တီးရီးယား120 AA ဖြစ်တဲ့အတွက်ကျွန်တော်က40လောက်ချိန်လို့ရှိရင်ဒါ3နာရီဝန်းကျင်နဲ့ဆိုအားပြည့်ပြီပေါ့နော် စတင်လေးရတော့သူကလို့သူမနစ်ထားကြလို့ရှင်တော့နည်းနည်းလေးစက္ကန့်ပိုင်းလောက်ဆိုလို့ရှင်သူကအော်တိုပြန်ထွက်သွားတယ်ပေါ့နော်အဲ့လိုမျိုးနေတာဆိုလို့ရှင်ခုနကျွန်စတင်နံပါတ်6မှာခြာချင်း MPR 40ထားလိုက်တယ်ပေါ့နော်ဒါ EPC နဲ့အတွင်းခြာချင်း MPR ပေါ့နော်နောက်ထပ်ကကျွန်တော်စတင်နံပါတ်9ပေါ့နော်စတင်နံပါတ်9ကတော့ဒါ EPC ရောဆိုလာရောနှစ်မျိုးစလုံးကိုမစီမံအာတွင်းပေးနိုင်တဲ့ MPR ပေါ့နော်အဓိကအရေးကြီးတဲ့အပိုင်းလေးတွေဒါကတော့အမြင့်ဆုံးတည်တင်ထားလို့ရပါတယ် ကျန်တဲ့ setting တွေကတော့ cut off void တွေပါတယ်ကတော့ original setting အကုန်လုံးပါပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ရှင်းပြမပေးတော့ပါဘူးเนาะ